မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်လာပါမြို့မှာရဲစခန်းကိုလက်ပြဘုံနဲ့60မမဘုံဒီများပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ14ရက်နေ့ည9:25မိနစ်အချိန်မှာ The Light of Union မြို့ပြစစ်စင်ရေးအဖွဲ့ကရန်ကုန်တိုင်းမြောက်လာပါမြို့နယ်ခေမာတီလမ်းနဲ့တုခမိတ်လမ်းတောင်မှာရှိတဲ့မြောက်လာပါမြို့နယ်အမှတ်9ရဲစခန်းကိုလက်ပြဘုံနဲ့60မမဘုံဒီများပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။ အဲ့ဒီနေ့ည9နာရီခွဲမှာပောက်ကွဲတံတွေကြားရတာဖြစ်ပါတယ်ညတကောင်ရံအချိန်မှာအဲစင်းစစ်တာတွေရှိတယ်အိမ်တိုင်းကိုစစ်တာတော့မဟုတ်ဘူးသူတို့မတင်ကြတဲ့အိမ်တွေကိုစစ်တာမျိုးလို့ထင်တယ်ပောက်ကွဲမှုဖြစ်တာကတော့မှန်တယ်လို့ညောက်ကလာပါမျိုးနဲ့ညရက်ကခေမာတီလန်းအနီးဘုံမာလန်းသွယ်အနီးမှာနေထိုင်တဲ့ပြည်သူတို့ကအတီးပြုတ်ပြောကြထားပါတယ်ရန်ကုန်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Rangoon Scout Network RSN ကလည်းဩဂတ်စ်လ14ရက်နေ့ညပိုင်း9:22မိနစ်အချိန်မှာညောက်ကလာပါမျိုးနဲ့ထိစပ်နေတဲ့မျိုးနယ်များမှာ ပေါက်ကွဲတံလိုမျိုးအတန်အကျယ်ကြီးနှက်ချက်ကြားခဲ့ရပြီးတော့ခေမာတီလန်းနဲ့တုခမိတ်လန်းထောင်းမှာရှိတဲ့မြောက်ကလာပါမြို့နယ်ရဲစခန်းမှာဘုံနှလုံးပေါက်ကွဲတယ်လို့သိရကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အလားတူပဲဩဂတ်စ14ရက်နေ့ည10နာရီအချိန်မှာလည်းရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်14ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးမှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့ရွေးကောက်ပွဲအတွက်အစီအဝေးပြုလုပ်နေကြတဲ့အုပ်ချုပ်ရေးမှူးများနဲ့အပေါင်းပါများကိုလုံခြုံရေးယူထားတဲ့စစ်ခွေးများနဲ့ရဲခွေးများကိုပြင်းအားမြင့်တဲ့မိုင်းများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးဘတ်တော်သားတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ခွေးတွေကလူငယ်တချို့ကိုမတင်ငါမှုနဲ့ဖမ်းဆီးနေတယ်လို့ရန်ကုန်မြို့ပြယူကြီးများကသတင်းပေးပို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂရီတာငဖဲမြို့နယ်စွန့်တက်ကျေးရွာအနီးတိုက်ပွဲမှာစစ်ခွေးတပ်ဘက်ကအလောင်း20ခန်းနဲ့လက်နက်ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ14ရက်နေ့မွန်းလွဲ2:54မိနစ်အချိန်မှာမဂရီတာငဖဲမြို့နယ်စွန့်တက်ကျေးရွာရဲ့မြောက်ဘက်မီတာ3000ကျော်အကွာမှာအရခတ်တပ်တော်တပ်ဖွဲ့များရှိရာကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့တပ်မ99လက်အောက်ခံတပ်များကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ်မိနစ်30ခန့်ကြောင်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်ကအလောင်း20ခန့်နဲ့အတူစစ်အုံဆောင်ပစ္စည်းများနဲ့လက်နက်ခဲယမ်းအချို့ကိုလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။အေးအေးအနေနဲ့မျောမှန်းထားတဲ့စစ်ရေးရီမှန်းချက်များအလုံးစုံအထမြောက်စေရအတွက်အကြမ်းဖက်စစ်ခွေးတပ်နဲ့ရင်ဆိုင်ထားတဲ့နေရာများမှာရပ်တန့်ခြင်းမရှိသေးတဲ့တိုက်ပွဲများနဲ့အတူ အပိသက်မျိုးသိမ်းတိုက်ပွဲများအဖြစ်နဲ့ကြံရှိနေသေးတဲ့နေရာများမှာတိုက်ပွဲများဆက်လက်ဖော်ဆောင်လျက်ရှိတယ်လို့ပြောဆိုထားပါတယ်။ရခိုင်ရိုးမှတောင်တန်းတလျှောက်မှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့ထိုးစစ်များကို AA ကခုခံစစ်ဆင်နွှဲလျက်ရှိတယ်လို့သိရပါတယ်။ရခိုင်မကွေးတိုင်းအဆက်ရခိုင်ပဲခူးတိုင်းအဆက်ရခိုင် AOD တိုင်းအဆက်များနဲ့အရခတက်တော်လှူရှားအခြေပြုရာအခြားသောနေရာများမှာတိုက်ပွဲများဟာတနေ့နဲ့6လကျော်ကြာတဲ့အတိုင်းရက်တန့်ခြင်းမရှိသေးပဲယနေ့အချိန်ထိကိုဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။တိုက်ပွဲတွေအတွင်းမှာခုခံစစ် ထိုးစစ်လှုပ်ရှားစစ်ရွေလျားစစ်များနဲ့အတူဟန်ကျက်ညီတဲ့တိုက်ပွဲများကနေတဆင်အေအေရဲ့စီရေးရီမှန်းချက်များအပြည့်အဝအကောင့်ထဲပေါ်နိုင်တဲ့တိုက်ပွဲများဟာနေတိုင်းသို့မဟုတ်ဝကြခဏဆက်လက်ရှိနေစေဖြစ်တယ်လို့သိရပါဗျ။စီရေးနိုင်ငံရေးနဲ့နိုင်ငံတကာစာမျက်နှာများမှာအလူလဲအထိနာနေတဲ့အချမ်းဖတ်စစ်ခွေးတက်ကကစင်ကလေးနဲ့စုတ်ခွာထွက်ပြေးနေတဲ့စစ်ခွေးများကိုအရခတ်တက်တော်အေအေကလိုက်လံချေမုံတိုက်ခိုက်လျက်ရှိတယ်လို့အေအေဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ပလဲသွယ်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချမ်းဘတ်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား20ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့တနက်တက်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ23ရက်နေ့မှာရွှေဘုံမြို့နယ်ဟင်းသာကြီးပြည်ရွာကနေထွက်ခွာလာတဲ့အင်အား150ခန့်ရှိတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းဟာဝက်လက်မြို့နယ်ပလဲသွယ်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် တော်လိုင်းတပ်ဖွဲ့များကအသင့်ဆောင်ဆိုင်ပြီးတော့ဂျားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်သားအယောက်20ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ MA1 တပ်နဲ့တပ်လက်နဲ့ကြီးပေါက်တချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၁၃ရက်နေ့မနက်မှာဝက်လက်မြုံနယ်အတွင်းကိုစတင်ဝင်ရောက်လာပြီးတော့ညနေပိုင်းမှာထိပ်တွေ့တိုက်ပွဲဖြစ်ပါတယ်။စစ်ခွေးအကောင်20ဒဏ်ရာရသွားတယ်။ ညပိုင်းမှာတော့ခွေးစစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားပါတယ်ကျွန်တော်တို့နေမြေရှင်းလေးလှုပ်ဆောင်တော့ MA1 တနက်တက်လက်နဲ့ကြီးပေါက်တချို့ကိုတင်းစီရမိတယ်လို့ပြည်သူအစီကံတော်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးတပ်က၎င်းတို့လက်လွတ်ဆုံးရှုံးထားရတဲ့မြို့နယ်များနဲ့နယ်မြေများအပါအဝင်တနိုင်ငံလုံးမှာရွေးကောက်ပွဲကျင်းပမယ်လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမနေ့ကညပိုင်းကသတင်းထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေများအဖြစ် မြို့နယ်330ခုကိုရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာခဲ့ပြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်များအဖြစ်လည်းမဲဆန္ဒနယ်130မှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားပါတယ်တိုင်းနယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အဖြစ်364ခုသတ်မှတ်ပြီးတော့တိုင်းနယ်ပြည်နယ်လွှတ်တော်လူမျိုးစုမဲဆန္ဒနယ်အဖြစ်29နယ်သတ်မှတ်ထားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေတက်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတနိုင်ငံလုံးမြည်သည့်နေရာကုန်မှခြံလက်မထားပဲရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတော်လဲရခိုင်ပြည်နယ်ချင်းပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာရှိတဲ့မြို့နယ်အများစုဟာစစ်ခွေးတပ်ဘက်ကလက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အခြားတိုင်းနယ်ပြည်နယ်ကမဲဆန္ဒနယ်များဖြစ်ကြတဲ့သခိုင်း၊မန္တလေး၊ပဲခူး၊မကွေးတိုင်းတနင်္သာရီတိုင်းတို့မှာလည်းမြို့ပေါ်ဒေသတွေကလွဲပြီးတော့ကျေးလက်ဒေသများမှာ ိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒါအပြင် MNDAA, UWSA, MILA, TNLA, AA, KIA, KNU, CNF, CB အပါအဝင်တိုင်းသားတော်လှန်ရေးတပ်များကထိန်းချုပ်ထားတဲ့မြို့နယ်များအားလုံးကိုစစ်ခွေးတပ်ကရွေးကောက်ပွဲကျင်းပမယ်။မဲဆန္ဒနယ်များအဖြစ်နဲ့ကြေညာထားပါတယ်။ထူးခြားချက်အနေနဲ့ စစ်ခွေးတပ်ကအချိုးကျကိုစားပြုစနစ် PR နဲ့ရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့68ခုပါဝင်လာပြီးတော့အမျိုးသားလွှတ်တော်မှမဲဆန္ဒနဲ့26ခုကို PR စနစ်နဲ့၎င်းတိုင်းနဲ့ပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့42ခုကို PR စနစ်နဲ့၎င်းရွေးကောက်ပွဲကျင်းပပြီးတော့ကျန်တဲ့မဲဆန္ဒနယ်များအလုံးကိုနိုင်သူအကုန်ယူ FPTP စနစ်နဲ့ကျင်းပသွားမှာဖြစ်တယ်လို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄င်းစင်နဲ့အမြ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတန်ဂန်ကောမျိုးအခြေစားခလိုက်ရ90တရင်ကဒုတက်ချက်တဦးဟာဩဂတ်စ်လ6ရက်နေ့မှာလက်နက်ခဲရနဲ့တကွအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂန်ကောမျိုးအခြေစားခလိုက်ရ90တရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်ဒုတက်ချက်တဦးဟာယောဂါခွေတက်စစ်ဒေသယုံဦးဆောင်ကော်မတီ YDF ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်ရောက်လာတဲ့ဒုတက်ချက်ဟာ MA11 မောင်းမြန် rifle တလားဂျီပေါက်3ခု G80 တောင်စကားပြောဆက်နှလုံးလုံးနဲ့အတူအလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်ရောက်လာတဲ့ဒုတက်ချက်ကို စစ်ဒေသရုံးရဲ့ဥပဒေနဲ့အညီကာကွယ်ပေးသွားပါမယ်လို့ရောဂါကွယ်တက်စစ်ဒေသရုံးဦးဆောင်ကော်မတီ WDF ကအသိပေးထုတ်ပြန်ထားပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာအလင်းဝင်ရောက်ခဲ့တာတွေရှိပြီးတော့အလင်းဝင်ရောက်လာတဲ့သူတွေကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကအသိမှတ်ပြုကာဥပဒေနဲ့အညီလုံဆောင်တာတွေနဲ့အတူငွေသားချင်းမြင့်တာတွေကိုလည်းလုံဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရောဒေသကာကွယ်တက် WDF မြေပြင်စစ်ဒေသရုံးဦးဆောင်ကော်မတီကတာဝန်ရှိသူတွေနဲ့အတူရဲဘော်အားလုံးတို့ဟာ ဒေတာရင်းစစ်တပ်အပိသက်ကြာရှုံးရေးအတွက်သာအဓိကဥတည်ပြီးတော့မဟာမိတ်တော်လည်းညီကိုရင်းနဲ့အတူလက်တွဲကဟန်ချက်ညီညီနဲ့လုပ်ငန်းစဉ်အရရက်ကိုလောက်ကန်ဆောင်ရွက်နိုင်ဖို့အတွက်စ조사လျက်ရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ